င်္ဂလာပါမျိုးတို့ရေတင်းနေပုံဖတ်ပြမယ်နားထောင်ကြည့်ပါနေဦးတော်လည်းရေကိုကမ္ဘာနိုင်ငံတီးတီးကမျက်နှာသာမပေးလို့စိတ်ပြဲအားငယ်စရာမလိုပဲကိုအားကိုကိုရမှာဖြစ်တယ်လို့အန်ယူဂျီရဲ့ဘူကော်မတီစည်းဝေးမှာဝင်ကြီးချုပ်မန်းဝဲခန့်တန်းကပြောကြားပါတယ်တဲ့အခုကြမှာတခြားနိုင်ငံတွေကမကူပါနဲ့ကိုအားကိုကိုရမယ်တဲ့ ။ဘာလို့ဒီစကားပြောတာလဲဆိုတော့အာရှိတပတ်လောက်ကပဲအရှိတီမောနိုင်ငံ။အရှိတီမောဆိုလို့ရှိရင်လေဟာဇင်မောင်ကအရှိတီမောနဲ့တွားတွေ့တယ်။သူတို့ NUG ကိုအရှိတီမောကတရားဝင်အစိုးရဖြစ်အတိမဲ့ပြုရဲဆိုပြီးသူအားရဝန်သာဖြစ်ကြတယ်။အခုလည်းရှိအရှိတီမောမှာရှိတယ်။ NUG ရဲ့ကိုယ်စားလှယ်နှစ်ယောက်ကိုအရှိတီမောကခွေးမောင်းတို့လိုမောင်းထုတ်လိုက်တဲ့ကသူတို့အမှရှင်းထဲမှာရမခန့်စားဖြစ်ရမခန်းစားသူမမြင်နိုင်နဲ့အသေးလေးကအတွင်းကြီးအဲ့လိုသူအတွင်းကြီးဖြစ်တယ် အရှိတီမောကသူတို့ခွေးမောင်းတို့လိုမောင်းထုတ်လဲတာသူတို့အလွင်ကြီးဖြစ်နေတာဖြစ်နေတာကိုအခုကြောင့်မှအန်ယူဂျီဘူဟိုကော်ပိုရေးစီဝေးမှာတခြားနိုင်ငံတွေကကိုရိုမျက်နှာသာမပြီးအဖက်မလို့လို့စိတ်မပြတ်ပါနဲ့အားမငယ်ပါနဲ့ကိုအားကိုကိုကိုဘီမြူးတော်လိုင်းကိုတော့တိုက်ရပါမယ်ဆိုတော့အတွေးပြီးလာတော့မယ်လို့ပြောခဲ့တာဘသူတွေလဲဟမ်တစ်ချိန်လုံးပြောခဲ့တာအတွေးပြီးလာနေပြီလို့ပြောခဲ့တာဘသူတွေလဲအတူပြီလာပါဆိုပြီးအမေရိကန်တန်ယုံရှင်မှာစိုက်ပုတ်တွေကင်ပြီးအတူပြီလာပါလို့တွားပြီးတော့ ဒူးချောက်အတနာခံကိုနိုင်ငံကိုအတူပြီးလက်ထဲထိုးအပ်ခဲ့တာဘာတူဒီလဲအန်ယူဂျီဝင်းကြီးဒေါက်တာဆဆာဘာပြောခဲ့လဲခင်ဗျားတို့ကအကူအမလေးအာဘောမာရီကအတိုင်းမျိုးကိုတရုတ်လက်ထဲထိုးအပ်နေတာခင်ဗျားတို့ကမြန်မာနိုင်ငံကိုအတူပြီးလက်ထဲထိုးအပ်ခဲ့တာလေအရေးဆုံးခင်ဗျားတို့အရင်ဆုံး2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းလိုက်ပါပြီ။ဒါကြောင့်မြန်မာနိုင်ငံကိုအာတူပီလာပါတော့ဆိုပြီးတော့နိုင်ငံကို အာတူပီလက်ထဲကိုထိုးအပ်ရောင်းစာထိုးကြွေခဲ့တာခင်ဗျားတို့အရင်ဆုံး နော်အာတုပြီလာနေပြီလို့ပြောခဲ့တာ ခမရတော့အခုကြာမှငါးနှစ်အချိန်လေးလွန်ခဲ့ပြီငါးနှစ်တိုင်းပြည်ကြီးပြည့်စည်သွားပြီငါးနှစ်ကလေးတန်ငယ်ပေါင်းခွနှစ်တန်းနေပါပညာသင်္ကေတွင်ဆုံးရှုံးသွားပြီငါးနှစ်လူပေါင်းသိန်းနဲ့ပန်းနဲ့ချီလူပေါင်းတန်းနဲ့ချီပြီးတော့ဒုက္ခတဲ့ဘဝရောက်သွားပြီလူပေါင်းတောင်းနဲ့ပိန်းနဲ့ချီပြီးသေခြင်းပြည့်စည်ခဲ့ရပြီ ဒီလောက်တိုင်းပြည်မွေးပြကြမှာခင်ဗျားတို့ခုမှအတိတ်ရရကြတယ်တစ်ချိန်လုံးအာတူးပြည်လာတော့မယ်အာတူးပြည်လာနေပြီဆိုပြီးတော့အာတူးပြည်အာကိုမအေးလို့ဒီအခုကြမှာနိုင်ငံခြားကိုအားကိုးနေလို့မရပါဘူးကိုအားကိုကိုးရမယ်တိုင်းပြည်ဒီဒီစတိတ်ဖြစ်ပြီးတော့ကလေးတငယ်ပေါင်း9ပန်းနီးပါးပညာသင်ထားခွင့်ဆုံးရှုံးပြီးတော့ နိုင်ငံလူဦးရေရဲ့เนาะအနည်းဆုံး60ရာခိုင်နှုန်းလောက်စစ်ပေးဒုက္ခတွေဘဝရောက်နေတဲ့အချိန်ကြမှာခင်ဗျားတို့နှောင်းနောင်လာရကြတယ်เนาะရှင်တို့အသက်ကြီးပြီးတေကနီးတဲ့လူတွေကအခုကြမှာနှောင်းနောင်လာရတာလူပြုံးစစ်ရှုံတိုင်းမြေကြီးဖုတ်ဖို့ညံ့ညံ့ကြည်ပြီးတော့လူလဲပြုံးစစ်လဲရှုံတဲ့အချိန်ကြမှာခင်ဗျားတို့ကအာမနန်မန်းလျှော့ပြီးအတုပီမလာမန်းတိလို့နိုင်ငံခြားကိုအားကိုးလို့မရတော့ပါဘူးလို့ပြောနေတာကျမမမတုမဟာသွေးက 2020ရွေးကောက်ပွဲပြီးပြီးနောက်နှစ်ရက်အတွင်းမှာတည်းကအတူပြီးမလာပါဘူးလို့ပြောခဲ့တာ။နောက်ရွေးကောက်ပွဲ2020ရွေးကောက်ပွဲပြီးပြီးချင်းနောက်နှစ်ရက်နောက်ပြမရွေးကောက်ပွဲပြီးပြီးနောက်တစ်ရက်မှာ NLD ပါတီကနိုင်တယ်ဆိုတော့တော်တော်များများကစိတ်တက်တေကြအားရင်းနေစိတ်တွေပြက်ပြီးတချို့လူထမင်းအောင်မစားနိုင်ကြတဲ့လူတွေရှိ။အဲ့ဒီချိန်မှာနိုဘယ်မှာရှိရနေရွေးကောက်ပွဲပြီးတယ်မလား။ကျွန်မနိုဘယ်မှာဆက်ရနေမှာလိုက်လွှင့်ပြီးပြောခဲ့တယ်။ ရွေးကောက်ပွဲထားမမြောက်ဘူးရွေးကောက်ပွဲ2020ရွေးကောက်ပွဲမအောင်မြင်ဘူးကျွန်တော်တို့ကနေပြီးတော့တက်မရော်ကာကွယ်ရေးဦးစီးချုပ်ကိုရွေးကောက်ပွဲပြန်ပြီးကျင်းပပေးပါလို့ကျွန်တော်တို့မှတောင်းဆိုရမယ်တက်မရော်ကာကွယ်ရေးဦးစီးချုပ်ကအဲ့တော့ကျွန်တော်ပြောခဲ့တယ်နော်2000ရှစ်ချေဦးပါအာပုံမှန်20ဆလုံးလို့နော်ပုံမှန်အာပုံမှန်၄တက်ခွန်ရပုံမှန်၄တက်ရှစ်ရ နောက်ရှိခြေဥကို40ခန်းငယ်ရစစ်တပ်ကကာကွယ်ရမယ်တောင်းဝန်ရှိရဒါကြောင့်မလို့တမရကာကွယ်ဦးစီးချုပ်ကရွေးကောက်ပွဲပြန်တင်းမပေးပါလို့ကျမတို့တောင်းဆိုရမယ်တချို့ကနော်ဒေါအောင်ဆန်းစုကြည်ကငင်းငယ်ရေးနိုဘယ်ဆုရှင်ကြီးမူလို့စစ်တပ်ကဖမ်းလို့မရဘူးငင်းငယ်ရေးနိုဘယ်ဆုရှင်ကိုဖမ်းရင်အာတူးပြည်လာလိမ့်မယ်လို့တချို့ကပြောကြတယ်အာတူးပြည်ဆိုတာက စစ်စည်းဝါးရေးလုပ်တဲ့အဖွဲ့အစည်းသားဖြစ်တယ်ကျမအဲ့ဒီအချိန်ကြီးကပြောခဲ့တယ် အတူပီဆိုတာကနောက်ွယ်ကအရေးရှင်နိုင်ငံတွေထောက်ပံ့ပေးထားတယ်။ဒါကြောင့်မလို့သူတို့ကသူတို့အတွက်စီးပွားရေးကအမျက်ကျန်တဲ့နေရာမျိုးမှာသာအတူပီလုပ်တယ်။ကျမတို့မြန်မာနိုင်ငံမှာသူတို့လာလို့စီးပွားရေးအမျက်မကျန်ဘူး။ဒါကြောင့်မြန်မာပြည်ကိုဘတော်မှအတူပီလာမှာမဟုတ်ဘူးလို့2020ရေကောက်ပွဲပြီးပြီးချင်းကကျမကလိုက်လွှဲပြီးနိုင်ငံရေးအဲ့လိုကျိုးပြီးတုံတက်ခဲ့တာဖြစ်တယ်။အဲ့ဒီအချိန်တော့ဆိုရင်ကျမနဲ့အရင်ရင်းနှီးပါတယ်ဆိုတဲ့မိတ်ဆွေတွေကိုယ်တိုင်ကတော့မှကျမပြောတာမယုံဘူး။ဘာလို့လဲဆိုတော့ ာရွေးကောက်ပွဲကိုเนาะအာဒီမဲဆင်းတွေကိုတမတော်ကာကွယ်ဦးကြီးချုပ်ကဖြည့်ရှင်းပေးပါလို့ပဲတောင်းဆိုလို့ရမယ်တဲ့ရွေးကောက်ပွဲပြန်ကျင်းပါပေးပါလို့တောင်းဆိုလို့မရဘူးကျွန်မပြောတာမှားနေပါတယ်ဆိုပြီးတော့เนาะလက်ရှိမှာဆိုသူတို့ကိုသူတို့လက်ရှိမှာတချို့လူတွေကပါတီအကြီးအကဲတွေတောင်ဖြစ်နေကြပြီ အဲ့ဒီအချိန်တုန်းကကျွန်မပြောတဲ့စကားကိုမှားပါတယ်လို့ဝေဖန်ခဲ့တဲ့လူလေးအခုလက်ရှိတက်မတော်ကခွေးဦးစီးချုပ်ကရွေးကောက်ပွဲပြန်ကျင်းပပေးမယ်ဆိုတော့ခင်ဗျားတို့အရင်ဆုံးရွေးကောက်ပွဲဝင်ဖို့အရင်သွားနေကြတယ်နော်နိုင်ငံရေးလေးလာတုံးတဲ့ဆိုရင်အဲ့လိုတုံးတက်ရတယ်တချို့ကပြောတယ်ဘာလို့မဟာသွေးလို့ခေါ်တာအေးအက်တီလို့တော်လို့တက်လို့မဟာသွေးလို့ခေါ်တာပဲကျမကိုရင်တွေးနေအောင်မဟုတ်ဘူးအရှိတရားကိုပြောနေတာ ကျမရဲ့ဗီဒီယိုဖိုင်တွေကိုဖျက်ညက်ကန့်လုံနေတဲ့ကောင်းလေးကောင်းမလေးအဲ့ဒီလိုစီးရဲနိုင်ငံရေးတုံးတန်းနဲ့အရေးချင်းမရှိဘူးဆိုတော့ခမရတို့မုံလည်းမတက်နိုင်ဘူးเนาะဘသူမုံမုံမလို့သူတွေမုံပါစေကိုပြုံးနေတဲ့သူတို့ရှုံးနေကျမမြဲတဲ့လက်ခံထားရကျမမြဲတဲ့လက်ခံထားတဲ့ဆောင်းဖို့ကျမမြဲတဲ့လက်ခံထားတဲ့အရာเนาะမလို့သူတွေမုံပါစေကိုပြုံးနေတဲ့သူတို့ရှုံးနေဆိုတော့ရှင်တို့တွေမနာလို့ကြတယ်ရှင်တို့တွေလောင်မြိုက်ကြတယ်ရှင်တို့တွေကျမကိုစောက်ဖောင်းထူကြတယ် ရှင်တို့တွေအဲ့ဒီလိုမနာလိုပြီးတော့ကျမကိုနာမည်ဖြက်လေးကျမရဲ့ဗီဒီယိုဖိုင်တွေဖြက်ညက်ကတ်လုပ်လေးကျမပို့ပြီးတော့နော်မြရွှေကိုပရံများလို့အယောင်ထွက်လိမ့်မယ်။ဘာလို့လဲဆိုတော့ပညာရွှေအိုးဆိုလို့ခိုးလို့မရဘူးဗျာ။နော်ဘဝတူရဲ့ပညာရွှေအိုးကိုခင်ဗျားတို့လာခိုးလို့မရဘူး။နော်ဆိုတော့နိုင်ငံရေးတုံးတက်တယ်ဆိုတာအဲ့ဒီလိုတုံးတက်ရတယ် နော်အခုမှနိုင်ငံရေးကိုလှေကြုံစီးပြီးနိုင်ငံရေးခွေးတိုးဘောက်ကဝင်လာပြီးကျမရဲ့ဗီဒီယိုခိုင်းလေးကိုဖြန့်ညက်ကန့်တဲ့ reaction ဆိုတဲ့ကောင်းစိတ်အောင်မှာလုံးမစားကြနဲ့နော်ရှင်တို့အဖေခေါ်နေတဲ့အခုအာတုပီလာတော့မယ်ဆိုတဲ့အန်နူဂျီဝင်းကြီးစားစားတော့မှမတိဘူးအခုခမားတို့အန်နူဂျီကိုအပြိုင်ဖွဲ့စည်းထားတဲ့ဦးကြီးမြင့်တို့အန်နာရီဆိုတဲ့တေကိုပဲဦးကြီးမြင့်နိုင်ငံရေးကျွမ်းကျင်သူစီးရေးနိုင်ငံရေးကျွမ်းကျင်လေလာသုံးသက်သူဦးတန်းဆိုးနိုင် တရုတ်အရေးတွင်းကျင်သူဒေါက်တာလကျော်စောအမေရိကန်စစ်တပ်ကတာဝန်ထမ်းဆောင်ခဲ့တဲ့ဘူကြီးဒေါ်မီမီဝင်းဘတ်နာမည်အကြီးကြီးတွေဂုံပုတ်ကြီးတွေပေးပြီးတော့တိုင်းရေးပြည်တုံးသက်တဲ့အခါမှာစောက်တလွဲတွေပဲတုံးသက်ကြတယ်သူတို့တုံးသက်တာတစ်ခါမှမှန်တာမရှိဘူးအေးအဲ့ဒီလိုမှန်တာမရှိဘဲနဲ့စောက်တလွဲတွေတုံးတန်နေလဲပဲရှက်ရကောင်းမှမသိဘူးအနည်းဆုံးဖြစ်စေလာရှိုးကိုပဲကြည့် တက်တုံညာနဲ့ကောဆိုလဲသူတို့တွေအများကြီးတုံးတက်လိုက်တာပဲခံမှန်လိုက်တာပဲ live show ကိုကိုကန်ကတင်လိုက်တော့လဲအဲ့ဒီဦးတန်းစိုးနိုင်တို့ဦးကြီးမြင့်တို့ဒေါ်လှကျော်စိုးတို့ဒေါ်မီမီဝင်းပတ်တို့အကြီးကြီးအကြီးကြီးအကြီးကြီးတွေပြောကြတယ်နော်အဲ့ဒီအချိန်မှာသူတို့မွေးမှသူတို့မြင်းလောက်ပဲရှိတယ်ကျွန်မမဟုတ်ဘူးမဟုတ်သူ live show နဲ့ပတ်သက်လို့ဘာတုံးတက်လဲ လာရှုကို2025မေလမတိုင်ခင်သို့မဟုတ်မေလကောင်မှာတက်မတော်ကပြန်ပြီးထိန်းချုပ်နိုင်လိမ့်မယ်လာရှုမှာပညာရေးနဲ့ကျန်းမာရေးခန္ဓာလည်းပက်လိမ့်မယ်လို့ကျွန်မသုံးသပ်ခဲ့တာအချိန်တော့မလွဲစေရအောင်နော်အချိန်တော့မလွဲစေရအောင်2025မေလနော်မေလမတိုင်ခင်မှာသို့မဟုတ်မေလအကောင်မှာလို့ကျွန်မပြောခဲ့တယ်ကျွန်မပြောသူလိုပဲမေလမတိုင်ခင်မှာလာရှုကိုကိုကန်ကတက်မတော်လက်ထဲပြန်ပေးပါတယ်ဆိုပြီးတော့ပရမအောင်ကြင်ညာတယ်မေလအကောင်မှာ နာဆာကအစိုးရရဲ့အုပ်ချုပ်ရေးရန်တရားတွေပြန်ပြီးလဲပတ်တယ်။နော်ဆိုတော့ရှင်တို့ဒီကိုအဲ့ဒီလိုစီးရင်နိုင်ငံရေးကိုကြိုးပြီးတုံ့တက်နိုင်တဲ့အရေးချင်းမရှိရှာယိုးမရှိရှာမအယိုးမရှိသလိုနိုင်ငံရေးအသိခါလည်းမရှိဘဲလူတွေပြောနေတဲ့စကားတွေကိုခင်ဗျားတို့ယုံမနေကြနဲ့နော်အဲ့ဒီရှာယိုးမရှိဘဲအာတူပီလာနေပြီးလို့မနှက်ပြန်ဒေါ်လာရေးကအောင်းနေပြီးလို့ပြောတဲ့စကားတွေကိုမယုံကြတော့နဲ့မယုံနဲ့ဆက်ပြီးတော့မိုက်လုံးမကြီးနဲ့ဆက်ပြီးတော့မမိုက်ကြနဲ့ ရှင်တို့တွေစစ်တပ်ကိုမကြိုက်ဘူးမလားရှင်တို့တွေဆင်အာနာရှင်ကိုမကြိုက်ဘူးရှင်ဆင်အာနာရှင်ကိုရှင်တို့တွေတော်လန့်ခြင်းနဲ့ရတယ်လက်ရှိမှာစစ်တပ်ကတရားရဂိုင်းတော့ထိန်းချုပ်ထားတယ်တရားရဂိုင်းတော့အုပ်ချုပ်နေတယ်အဲ့ဒီကနေပြီးရွေးကောက်ပွဲကျင်းပလိုက်မယ်ဆိုရင်ရွေးကောက်ခံအစိုးရတည်းရဲ့ဖြစ်လာရင်တရားရဂိုင်းတော့ထိန်းချုပ်ထားတဲ့စစ်တပ်က25ရဂိုင်းတော့ပဲရလိမ့်မယ် ဒါကြောင့်မလို့အခုလက်ရှိတရားရဂိုင်းလုံးစစ်တပ်အုပ်ချုပ်နေတဲ့လမ်းအောက်မှာနေမလားစစ်တပ်ကကျင်းပပေးတဲ့ရွေးကောက်ပွဲကိုပါဝင်ပြီးအတိမတ်ပြုပြီးမဲပေးပြီးတော့တရားရဂိုင်းလုံးယူထားတဲ့စစ်တပ်လက်ထက်တွေက85ရဂိုင်းလုံးကိုပြန်ယူမလားခမည်းတော်စဉ်းစားရမယ့်အချက်ဖြစ်တယ်